အင်အားပြင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်အဖြစ်မန္တလေးတိုင်းဒေသကြီးမှာဒီကနေ့ဇွန်လ10ရက်တမနက်ထဲမှာပဲငလင်နှစ်ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ဒီကနေ့ဇွန်လ10ရက်မနက်3နာရီခွဲခန့်မှာနထိုးကြီးမြို့ရဲ့အရှေ့မြောက်ဘက်3မိုင်ခန့်အကွာအနက်15ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 4.1အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အလားတူမနက်6:12မိနစ်မှာမတရားမြို့ရဲ့တောင်အနောက်တောင်ဘက်10မိုင်ခန့်အကွာအနက်12ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 3.2အဆင့်ရှိတဲ့ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အင်အားပြင်းငလျင်ကြီးလှုပ်ခတ်မှုအပြီးမှာနောက်ဆက်တွဲငလျင်ငယ်တွေ အဖြစ်189ကြိမ်အထိလှုပ်ခတ်ခဲ့တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့ငလင်တန်ကိုပြင်းထန်စွာခန်းဆားခဲ့ရတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်6ခုရုံးမှာဇွန်8ရက်အထိသေဆုံးသူ3940ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ66ဦးရှိတယ်လို့ပြည်ချာရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။